Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းဆွေးနွေးကြပါမယ်ဆိုတော့အပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Anthony Santos နဲ့ပတ်သက်တာအရင်ဆုံးပြောကြည့်အောင်ဒါကတော့ Simon Jones ကနေပြီးတော့ report လုပ်ထားတာပါနော် Real Madrid ရဲ့ဘက်ကတော့ Anthony Santos ကိုခေါ်ယူဖို့အတွက် Manchester United နဲ့ဆွေးနွေးမှုတွေထပ်မံပြုလုပ်နေတယ်ပေါ့နော်။ Betty ရဲ့ဘက်ကတော့ပေါင်35တန်းဝန်းကျင်နဲ့အပြည့်အဝခေါ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့နောက်ထပ်ခေါ်ယူဖို့အတွက်ကန့်လန့်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဆိုတော့သူပြောဝင်ရ United ရဲ့ဘက်ကတော့ဘာမှတည်ကြပေါ့မဆုံးဖြစ်ရသေးဘူး။လက်ရှိဘက်တစ်နဲ့ဆွေးနွေးမှုပေါ့ဒါပေမဲ့လို့ပေါ့နော်။ရီယယ်ပတီရဲ့ဘက်ကအငှားနဲ့ခေါ်ကျင်တာပါသူတို့ပြောတဲ့အပြည့်တဲ့ခေါ်ယူခွင့်ပေါင်35တန်းနဲ့ဝယ်ကျင်နေဝယ်ဝယ်ယူခွင့်ကိုပေါ့နော်ထည့်ကျင်နေဆိုတာကဟိုတကယ်လို့ကောင်းလာမယ်ဆိုရင်တော့သူတို့တွေကျွန်တော်တို့ကဝယ်ရတာတန်နေလीဟုတ်တယ်မလားအခုကကသူတို့ကိုယ်တိုင်ကိုက risk မယူရဲသေးတဲ့သဘောဗျာ ရီယယ်ဘက်တွေကလည်းတကယ်လူချင်းနေဆိုလို့ရှိရင်35တန်းပေးပြီးတော့ခေါ်လိုက်တော့ပြီးနေပြီပဲဟုတ်တယ်မလားအခုကโอเคဒီကောင်းတော့ငါတို့ငါတို့အသင်းကိုယာဒီဝက်ရောက်လာတာနော်ယာဒီဝက်အငှားနဲ့ရောက်လာတာအချင်းကြီးကောင်းနေတာပဲမနောက်ယာဒီကြရင်ကောတရာဒီလုံးအစင်ပြေပါမလားအဲသူတို့မသိဘူးသူတို့မခံမနိုင်ဘူးမခံမနိုင်ဘူးဆိုတော့သူတို့က risk လည်းမယူချင်တော့ဒီနွေယာဒီပြောင်းရွှေ့မှာအပြည့်တက်နဲ့35တန်းနဲ့ရောက်အောင်ခွန်မယ်ဆိုတာထက်โอเคငါတို့တော့နောက်ထပ်တရာဒီလောက်ထပ်ပြီးတော့အငှားနဲ့ခွန်မယ်ကွာမဲအဲ့ဒီအငှားအငှားစာချုပ်ထဲမှာတော့ငါတို့အပြည့်တက်35တန်းနဲ့ဝယ်ယူခွင့်ကိုတော့ထည့်မယ်ပေါ့ တကယ်လို့မြန်ဆန်ချူလိုမျိုးအပြစ်သက်မဝယ်ဘဲနဲ့ကျွန်တော်တို့ထံပြန်ပို့တယ်သူဘယ်လိုမလဲ35တန်းနဲ့ရောင်းရမယ့်အခွင့်အရေးကိုကျွန်တော်တို့ကရော်ချင်း5တန်းလောက်နဲ့ကျွန်တော်ဘယ်တော့ဟိုအသင်းထံပြန်ရောက်လာရင်အသင်းတိုင်ပတ်မှာပဲဘယ်လိုလုပ်မလဲအကြရင်အသင်းအနေနဲ့ပေါ့နော်အဲဒီຫນွေမှာကျွန်တော်တို့ငွေဘယ်လောက်လိုတယ်လဲဆိုတာလေအသင်းတောင်းရှိသူတွေအတိဆုံးပဲကျွန်တော်အထင်ကတော့အသင်းဘက်ကတော့လုံးဝလက်လွတ်ဟိုဘယ်လဲအငှားတွေဘာတွေနဲ့တော့လက်လွတ်လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူး နော်အပြည့်တက်ပဲကျွန်တော်တို့ရောင်းရမယ့်လမ်းကြောင်းကျွန်တော်ရှာမရမှာအခုကကိုကစားမရီသူများအသင်းစီရောက်တာတောင်မှအပြည့်တက်ရောက်မှကိုရီအတွက်အဆင်ပြေမှာဗျ reactive ကတော့သူတို့အတွက်ပေါ့နော်အဆင်ပြေတာကြည်မှာပဲလေဟုတ်တယ်မလားကိုရီဆိုလည်းအဲ့လိုပဲကြည်မှာပဲမတိကြတဲ့ကစားမတစ်ယောက်သူတို့အပြည့်ဝမယုံကြည်ရတဲ့ကစားမတစ်ယောက်ကိုတော့သူတို့လည်းခေါ်ဖို့ကြိုးပမ်းမှာတော့မဟုတ်ဘူးအကုန် risk လုပ်ပြီးတော့ဒါရသူတို့ဘက်ကတော့သူတို့ပုံစံတိုင်းပဲ တရားဒီအငါခေါ်မယ်ပြီးမှ35သန်းဝန်းကျင်နဲ့အပိတက်ခေါ်ယူခွင့်เนาะထည့်မယ်ဘာညာပေါ့အဲ့ဒါကမတိကြဘူးဗျာမင်းတို့လူချင်းအခုကောမောဝင်ငါတို့ကတခြားတရားကိုရောင်းมาပဲဆိုတဲ့ပုံစံမျိုးကျွန်တော်ကျူးပန်းမှာအန်တိုနီဆန်တိုကယူနိုက်တက်မှာအနာဂတ်မရှိပါဘူးကျွန်တော်ဒီကစားမနဲ့ပတ်သက်လို့လုံးဝရောင်းကိုရောင်းချမှဖြစ်မှာဗျာဒီလားရောင်းချမှဖြစ်မယ်ဆိုတော့ကျွန်တော်တော့အပိတက်ရောင်းဖို့ကိုပဲအာယုံစိုက်တင်နေလို့ကျွန်တော်ထင်တယ် စန်တိုနဲ့ပတ်သက်ရင်လည်းပဲဒီຫນွေမှာခတ်တာကတော့ဘယ်သူမှတိတ်ပြီးတော့ခေါ်ဖို့ကမရှိဘူးပြသေးလားတကယ်ဒီကောင်းကိုအမှန်ကန်စိတ်ဝင်စားနေပါတယ်ဟေ့ဆိုတဲ့အသင်းကမရှိတော့တော်တော်တော့ကျွန်တော်တိုင်ပက်တယ်အဲ့ဒါကြောင့်မို့ပါနော်အဲ့ဒါကြောင့်မို့ပါဆိုတော့စောင်းတော့ကျွန်တော်ကြည့်ရပါမယ်ဒါပေမဲ့လက်ရှိ reality ရဲ့ဘက်ကအသင်းထံကိုတရားဝင်ကန့်လန့်မှုတွေဘယ်လိုလုပ်လာမလဲကြည့်ရမယ်အငှားကတော့အသင်းဘက်ကထပ်ပြီးတော့စဉ်းစားသင့်တဲ့ဒီမှာမပါဘူးလို့ကျွန်တော်ထင်တယ်ညီကတို့ရောကျွန်တော်ဘယ်လိုမြင်ရလဲနော်အန်တိုနီစန်တိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးရပါကိုအသင်းကဗျာတဲ့အပြောင်းအရွှေ့ပဲဖြစ်ဖြစ်ဗာပဲဖြစ်ဖြစ်တိုင်ပက်နေတာပဲတဲ့မာတီန Genius ကိုခေါ်ပြီးတော့ဦးနနာကိုခောက်ထားလိုက်ပြားတယ်နော်အိုင်ကောင်နောက်ရသည်ထွက်လိမ့်မယ်တယ် Alright ထားပါတော့ကျွန်တော်တို့နောက်ထပ်အပြောင်းရွှေ့လေးကျွန်တော်ကြည့်ကြည့်အောင်နော်အပြောင်းရွှေ့လေးကျွန်တော်ကြည့်ကြည့်အောင်အထူးသဖြင့်ကျွန်တော်ပြောချင်တဲ့အပြောင်းရွှေ့ကခုနပြောတဲ့ Vita Gugres နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ပေါ့ဗျာကျွန်တော်နော် Vita Gugres ကတော့ဗောနော်သူ့ကိုခေါ်ခြင်းတဲ့အသင်းဒီအနေနဲ့စောင်းဆိုင်စီလူကြောင်းဗောနော်သူ့အနေနဲ့အားလက်ရဲ့အပြီးမှာပဲဘယ်အသင်းနဲ့ထပ်မံချိတ်ဆက်မလဲဆိုတာကိုသူ့ကိုယ်တိုင်ဆုံးဖြတ်မိဖြစ်ကြောင်းအတိပေးထားတယ်ဆိုပြီး Jacobs Van ကပြောထားတယ် မင်းအချိန်ညောမင်းတည့်ရလားမသိဘူးတည့်နော်ဂျီကော့စ်မန်ကဟောဟုတ်လားတော့မသိပါဘူးဒီဘဲရဒါပေမဲ့ပြောချင်တာကအာမင်းမင်းတို့ခဏဆောင်ကြောင်ငါ့ငါအေးစေးနားလိုက်အောင်မပြီးမှငါစကားပြောမင်းကွာမင်းကိုလူခေါ်နေတာဘယ်သူမှမရှိဘူးဆရာကြီးဟောပေါ်လာဂီယိုခရက်စ်ကိုပြောချင်တာဟဲ့မင်းကိုလူခေါ်နေတာဘယ်သူမှမရှိဘူးနော်ခဏရတယ်အဲ့ကောအဲအိုလာအဲဂီယိုခရက်စ်အေးမင်းအားလိုက်ရဲ့အားလိုက်ရဲ့ပြီးမှနေပါလေလုံနေတယ်မင်းနော်မင်းကိုလူခေါ်နေတာဘယ်သူမှမရှိဘူးဆရာကြီးနော် ါပဲပြန်မပြောနဲ့ဟုတ်တယ်မလားဒီကောင်သူ့ကိုလူခေါ်တယ်ထင်းနေတာနော်သူ့ကိုခေါ်ခြင်းနဲ့အသည့်နေနေတယ်ခဏစောင့်ပေါ့မင်းမင်းကလေမင်းစောင့်နေစရာအကြောင်းကိုမရှိတာကွာဟုတ်တယ်မလားမင်းဘသူကလူခေါ်မအောင်ဘသူကလူခေါ်မဲ့သူဘသူကရှိနေလို့မင်းစောင့်နေရတာကိုဒီလောက်ပဲအတန်ထွက်တာဆရာတော်ကြီးနော်ဘသူမှလူမခေါ်ဘူးဟုတ်တယ်မဒီကောင်ကဘသူကလူခေါ်ဘသူမှလူမခေါ်ဘူးဘယ်နဲ့သိမြလူခေါ်တယ်ထင်းနေလို့တုံးအဲ့တည်တယ်မလားငါတို့ခဏစောင့်နေပါလေလာလုံနေတာတိသူများတွေကမတခြားအဝါတွေတော့ခေါ်ပြီးသွားပြီသူလာလာစောင့်နေပါလေလုံနေတာနော် တော့ဒီဒီမဲ့ sporting sporting ရဲ့ပေါ့နော် supporting ရဲ့ကျွန်တော်တို့ဒါဝါအဝါပြောထားတယ်ဒီမှာကျွန်တော် ကျွန်တော်ညီကလူကိုပြောပြချင်တာတခုရှိရယ်เนาะကျွန်တော်တို့ပို့ပါပြီမှာတော့မတင်ရသေးဘူး။ဒါလေးဆိုတော့ sporting ရဲ့ဥက္ခရပြောရမှာပေါ့နော်ဥက္ခရကဘာပြောထားလဲဆိုတော့ sporting ရဲ့ဥက္ခရပေါ့နော် Federico Barandas တဲ့เนาะ။နောက်သူကဘာပြောထားလဲဆိုတဲ့အခါကျတော့အဲကစားမဖြစ်သူရဲ့ agent เนี่ยပေါ့နော်ကျွန်တော်တို့ဒါဆွေးနွေးခဲ့တုန်းကသူ့ agent စိတ်ပူတဲ့အရာက ဟိုစာချုပ်ပါယိုကြီးကစားမားရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လာရင်စာချုပ်ပါယိုကြီးကိုတောင်းဆိုမှာကိုသူစိတ်ပူဆုံးဖြစ်ခဲ့တာပေါ့နော်အဲသူတို့ရဲ့တောင်းရှိသူတွေကတယောက်ပြည့်တဲ့ဟျူဂိုဗီယန်နာဆိုတဲ့သူရှိရယ်သူကတော့ပေါ့နော်အေဂျင့်နဲ့အော်ကျွန်တော်တို့ဒါမကြခဏဆူလို့ဗောနော်ဆူနီမှုတွေလုတ်ခဲတယ်ပေါ့ဗျာเนาะအဲအေဂျင့်ကိုယ်တိုင်ကလည်းစပိုတင်းရဲ့ကြည့်ရမလားဒီဥက္ခရနဲ့ပါဆူနွေးခြင်းနဲ့ဆိုတော့ဒီတောင်းဆူတာတွေရှိခဲ့တော့ဆူနွေးကြတယ်ဗာဒါပေမဲ့ကစားမကိုယ်တိုင်တော့မပါခဲ့ဘူးဗောနော်ဖီဒါဖီကရက်ကိုယ်တိုင်မပါခဲ့ဘူးဆိုတော့အေဂျင့်ဖြစ်သူက သိတယ်မလားဒီဆွေးနွေးတဲ့နေရာမှာအာမခံချက်ရှိတဲ့တချို့အရာတွေကိုသူလိုချင်နေပေါ့ဒါဒီဒီရတော့မပြောဘူးပေါ့ဗျာဒါသူပြောလို့မရဘူးကွနော်ဆိုတော့ဘာဒီအဲ့ဒီတွေကတခုကဘာဒီလဲဆိုတော့ခါကျတော့ဗောနော်စပိုရင်းလစ်ဘွန်းအနေနဲ့ဗောနော်ဒီကစားမနဲ့ပတ်သက်လို့ရှိရင်စာချုပ်ပါယော်ကြီးကိုတောင်းဆိုမှာမဟုတ်ဘူးဆိုတဲ့အရာပဲဗောနော်တခုပဲရှိတယ်ပေါ့ဘာကြောင့်လဲဆိုတော့ဗီတာဂူကရက်စာ29နှစ်ဖြစ်တော့မှာပေါ့ဆိုတော့29နှစ်ရွယ်ကစားမတယောက်ကိုဗောနော် ပေါ်တူဂီမှာကစားတဲ့28နှစ်ရွယ်ကစားမားတစ်ယောက်ကိုသူတို့အနေနဲ့စာချုပ်ပါရိုကြီးယူရိုတန်း190ဘယ်သူမှပြီးမှာမဟုတ်ဘူးပေါ့ဒါကြောင့်သူတို့အနေနဲ့လုံးဝပေါ့နော်စာချုပ်ပါရိုကြီးကိုတော့သူတို့တောင်းသွားမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါပြင်သူဆက်ပြီးတော့ပြောထားတယ်အဲ့ဒါကတစ်ချက်နော်ဆက်ပြီးတော့ပြောထားတယ်အဲ့ဒီပေါ့နော်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ meeting မှာကိုပဲပေါ့နော်အီဂျင်ရဲ့ဘက်ကတော့ကစားမားဖြစ်သူရဲ့တန်ကြီးနဲ့ပတ်သက်လို့ပိုတိတိကျကျသိလိုတာတွေရှိတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ရှင်းရှင်းလင်းလင်းပြောခဲ့လိုက်တာရှိတယ်ပေါ့နော် ဟိုဘယ်လိုပြောမလို့ကစားမဖြစ်သူရဲ့အခြေအနေနဲ့ပတ်သက်လို့ရှိရင်အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင် စာချုပ်ပါရော်ကြီးကိုသူတို့ကဘာလို့မတက်မှတ်ဘူးဆိုတာကဒီလိုတနှစ်တော်တွေမှာဘာတွေဖြစ်မယ်မသိဘူးပေါ့ကစားမကတန်း40တန်းနဲ့ကစားမလည်းဖြစ်ချင်းဖြစ်မှာပဲတန်း60တန်း80တန်းသွားတဲ့ကစားမလည်းဖြစ်ချင်းဖြစ်မှာပဲပေါ့ဆိုတော့တေးကြတာတခုကျွန်တော်တို့အာမခံနိုင်တာကတော့ဖဲမဖြစ်တဲ့ပေါ့နော်ပေါင်တန်းတရာယူရိုတန်းတရာကြီးတော့တောင်းမှမဟုတ်ဘူးဆိုတော့ကျွန်တော်အာမခံထားတယ်ပေါ့ဗျာ ပြောချင်တာကတော့သူတို့အနေနဲ့စာချုပ်ပါယော်ကြီးကိုတော့မတက်မှတ်ဘူး။ဒါပေမဲ့လို့ငါတို့ကွာမင်းစာချုပ်ပါယော်ကြီးမတက်မှတ်ဘူးဆိုပြီးတော့ဗဇက်တဲ့ရှိရှိတယ်လို့တန်တရာပိုင်းကတော့တောင်းမှာမဟုတ်ဘူး။မင်းတို့အပြောင်းရွှေ့မှာအခက်အခဲဖြစ်သွားစီမဲ့အရာမျိုးတွေကြုံသွားမှာဆိုလို့တန်တရာတော့တောင်းမှာမဟုတ်ဘူး။အမှုပြောသွားတယ်။ ်ဆိုတော့အဲအဲ့ဒီအချိန်ကလေးကပေါ့နော် agent နဲ့သူတို့အဲ supporting list ပေါ်တောင်းရှိသူတွေကြားထဲမှာစကားမပြောပြတော့ဘူးပေါ့ကစားသမားနဲ့ပတ်သက်လို့လည်းပြောင်းရွှေ့ကြီးကန်တာတွေနဲ့ပတ်သက်လို့စကားမပြောပြဘူးပေါ့နော်ဆိုတော့အခုတော့ဗျာတဲ့ပေါ့နော်ဒီဘက်ကမင်းဟို press conference တီမှာမင်း information တွေချောက်ပြောနေတယ်ပေါ့နော်တခုပဲပေါ့နော်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောချင်တာရှိတယ် supporting အနေနဲ့ပြောပြီးတဲ့စကားကိုတည်တယ်ပေါ့ဗျာပြောချင်တာကတော့သူတို့ release clause ပေါ့နော်စာချုပ်ပါရော်ကြီးစာချုပ်ပါရော်ကြီးမတောင်းဘူးဆိုပြီးတော့ မဟုတ်တရုတ်တန်းတရားတွေဘာတွေသူတို့တောင်းမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့ Titan နဲ့ Zero သူတို့တောင်းမှာပေါ့ဗျာသူ Sporting ဘာလဲကစားမရဲ့ Eugene ကအဲစာချုပ်ပါယောကြီးကိုထည့်ခြင်းနဲ့ယောကြီးထည့်ခြင်းနဲ့ဆိုတာကတခြားခေါ်ခြင်းနဲ့အတင်းတင်းကအဲ့ဒီယောကြီးပြေးလိုက်ပြီးသွားပြီယောကြီးမပါဘူးဆိုတဲ့အခါကျတော့ Sporting ကဈေးကင်ပြီးတော့ကစားမကမထွက်အမာတွေဘာတွေကိုဟိုကစားမရဲ့ Eugene ကစိတ်ပူတဲ့နေထားမျိုးပါဒါကြောင့်သူကဩဂရာဖြစ်သူကကျွန်တော်ပြောရတာဒါအပြင်ဆက်ပြီးတော့ပြောရတယ် Vita Gugres ကပြီးခဲ့တဲ့ရာသီမှာ63ဂိုးတွင်းပြီးတော့10ဂိုးဖန်တီးထားတယ်ပေါ့ ဒါဟာတကယ်ကောင်းလို့တဲ့ performance တကူဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ performance ရဆိုလို့ရှိရင်ဥရောပမှာအကောင်ဆုံးကစားမားတွေကတယောက်လို့ကျွန်တော်ပြောလို့ရတယ်လို့ပေါ်တူဂီမှာဖြတ်တန်းခဲ့တဲ့ကစားမားတွေမှာဆိုလို့ရှိရင်အကောင်ဆုံးကစားမားတွေကတယောက်လို့ပြောလို့ရတယ်ပေါ့ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော် supporting အနေနဲ့စာချုပ်ပါယော်ကြီးတို့ကိုတော့လုံးဝတောင်းဆိုမှာမဟုတ်ဘူးပေါ့နော်ဆိုတော့သူတို့အနေနဲ့ပေါ့တော့ black meal လောက်တာတွေနော်စော်ကားတာတွေကိုဘာမှတော့လက်ခံမှာမဟုတ်ဘူး အမေစပူတင်အနေနဲ့တန်း60 plus 70တန်းဆိုတဲ့ကန်တာမျိုးကိုလည်းသူတို့လက်ခံမှုမရှိဘူးပေါ့နော်။လက်ရှိချိန်ကြီးကတော့ Victor Gyokeres နဲ့ပတ်သက်လို့သူတို့ဘာမှန်တရားဝင်ကန်လန်းလာတဲ့အသင်းတွေမရှိသေးဘူးဆိုပြီးတော့ပြောထားတယ်။ဆိုတော့ Gyokeres နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ကြည့်အောင်နော်။အသက်ဘယ်လောက်လဲ။အသက်ဘယ်လောက်လဲနော်။အမီကိုအမီကိုနော်။အမီကိုအသက်ဘယ်လောက်တုန်း။အသက်ဘယ်လောက်တုန်းဆိုတော့29နှစ်။ဂျွန်လေးရဲ့ပြီးခဲ့တဲ့၄ရက်နေ့က29နှစ်ဖြစ်သွားပြီ။ โอเคဆိုတော့ဒါဆိုသိလိုက်ပြီဗျာသိလားကျွန်တော်ခုနကဥက္ခရပြောတဲ့အရာကိုကျွန်တော်ခြုံကြည့်ရရင်ပေါ့နော်နံပါတ်1စာချုပ်ပါယိုကြီးမရှိဘူးဘာလို့လဲဆိုတော့သူတို့ကစာချုပ်ပါယိုကြီးကိုကျွန်တော်တို့ဒါဟိုကစားမရဲ့ဘက်ကစာချုပ်ပါယိုကြီးထည့်နေတာသိတယ်မလားအေဂျင့်ဘက်ကအဲ့လိုယိုကြီးထည့်ပြီဆိုရင်သူတို့ကိုခေါ်ခြင်းနဲ့အတင်းကယိုကြီးပြပြီးတော့ခေါ်လိုက်ရင်စပိုတင်းကဘာမှလုပ်မရဘူးလက်ခံရမှာဒါပေမဲ့စပိုတင်းကကျတော့အဲ့လိုယိုကြီးမထည့်ခြင်းဘူးအဲ့ဒီတော့ပေါ့နော်သူတို့ဘာလို့လဲကစားမအခြေသွင်းပြရင်တန်း80တန်းနဲ့ကစားမကိုယောကြီးကတန်း40သူသူတို့ရှုံးမှာဗျာ သိတယ်မလားနော်ဆိုတော့အဲ့တော့သူတို့တန်း40တန်းတန်း40နဲ့ရောင်းကျင်တယ်တန်း60တန်းတန်း60နဲ့ရောင်းကျင်တယ်တန်း80တန်း80နဲ့ရောင်း100တန်း100တန်းနဲ့ရောင်းကျင်တယ်ဒါကြောင့်သူတို့ရောကြီးမထဲကျင်ဘူးပေါ့ဆိုတော့ကျွန်တော်တို့ Victor Gyokeres ကိုဘာကြောင့်တခြားအသင်းတွေမကျူးပန်းကြလဲဆိုတော့ထင်ပါတယ်ခုနက Sporting Okra ပြောတယ်ကျွန်တော်တို့ Euro တန်း60 plus 10တန်းဆိုတဲ့ကံလက်မှုမျိုးကိုလက်ခံမှာမဟုတ်ဘူးလို့ပြောထားတယ်ဘာလို့လဲအဲ့ဒီတဲ့ပိုးလူချင်းလို့ပေါ့ဗျာသူတို့တန်း100တော့မတောင်းဘူး အဲ့မဲ့ပေါ့နော်တန်း60 plus 10တန်းဆိုတာမျိုးကိုသူလက်ခံမှာမဟုတ်ဘူးလို့ပြောတာတန်း80လောက်လိုချင်တဲ့သဘောပဲခြုံချင်တန်း80လောက်လိုချင်တယ်28နှစ်ရွယ်တကစားမားတယောက်ကိုတန်း80လိုချင်တယ်ဒီပြောင်းရွှေ့ကကျွန်တော်မေးလိုက်လို့ရပြီဒီပြောင်းရွှေ့ကကျွန်တော်မေးလိုက်လို့ရပြီဒီကိစ္စံပြောရင်နော် Geocras နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကမေးလိုက်လို့ရပြီကစားမားကိုတော့အပြစ်မမြင်ပါဘူးဒါကစားမားနဲ့မဆိုင်တော့ဘူးပေါ့နော်ကစားမားကိုတော့အပြစ်မမြင်ဘူးဒါပေမဲ့ဒါ Sporting Pack ကတော့ကျွန်တော်အနေနဲ့ ဒီလောက်ဆိုဘယ်သူမှတော့ခေါ်မှာမျိုးလို့မထင်ကျွန်တော်ကတော့ United အနေနဲ့28နှစ်ပဲကစားမတယောက်ကို Euro 80ပေးခေါ်မယ်ဆိုရင်တော့မဟုတ်တော့ဘူးကျွန်တော်တို့တခြားပြည့်မှတ်တွေကိုကြိုးပမ်းတင်နေပြီကျွန်တော်မှာ plan ဒီပါရီရှိ plan B ဒီပါရီကျွန်တော်ရှိတင်နေပြီပေါ့နော်28နှစ်ပဲကစားမတယောက်ကို Euro 80 80ဗျာဒီကောင်ကြီးက80 plus 10တောင်လက်ခံမှာမဟုတ်ဘူးလို့ပြောထားတာကိုဒါကြောင့်တခြားတင်နေတဲ့ဘက်ကမခေါ်တာပဲ Chelsea အနေနဲ့ဒါကြောင့်ဒါကြောင့် Liam Delap ကိုကြိုးပမ်းသွားတာလို့ကျွန်တော်ထင်တယ် အဲ့ဒီဆိုသူတို့ကဒီပကြည်မာလေး OK ဒီကောင်းတော့ဂျွန်လာ၄ရက်နေဆိုလို့ရှိရင်လွန်ခဲ့တဲ့တလားတော့ကဂျွန်လာ၄ရက်နေဆိုဒီကောင်း၂၈နှစ်ပြည့်ပြီဒီကောင်း prime ဖြစ်လို့သုံးလို့ရတယ်၃၁နှစ်ဒီ၃ရ၄နှစ်ပေါ့ကွာအဲ့ဒီကစားမတယောက်လည်းတန်း၈၀ငါတို့မပေးဘူးဟုတ်တယ်မလားဒါရမပရီးမီးယားလေးမှာရောက်ရချင်းကောင်းအောင်မလူငယ်ကစားမတယောက်ကမကောင်းဘူးဆိုလို့ရှိရင်အသက်ငယ်သေးတော့ရောင်းထွက်တယ်အသက်ကြီးနေတဲ့ကစားမတယောက်မကောင်းတော့ဘူးဆိုတော့အဲ့ဒီ value ပြင်မရဘူးဆိုတော့ဒါကြောင့် Chelsea ရဲ့ဘက်ကလည်းဒါကြောင့် Liam Delap ကိုပဲ ၃တန်း၃၀နဲ့ရအောင်ခွန်သွားတယ်လို့ကျွန်တော်ထင်တယ်လို့အာဆင်နယ်ရဲ့ဘက်ကလည်းဒါကြောင့်လည်းပဲသူတို့ဒီဗာလဲဗီတာဂူခရက်စ်ကိုယူရိုတန်း60 80 80နဲ့ခေါ်မဲ့အစားဘင်ဂျမင်ဆက်ကူပဲယူရိုတန်း90နဲ့သူတို့ကခေါ်ဖို့လုပ်နေတာပဲဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ထင်ပါတယ်ဒါကြောင့်ဗီတာဂူခရက်စ်နဲ့ပတ်သက်လို့ရှိရင်ဘယ်အသင်းမှခေါ်မကြိုးပမ်းကြတာလို့ကျွန်တော်ထင်တယ်အသင်းဘက်ကလည်းမကြိုးပမ်းသင့်ဘူးလို့ကျွန်တော်ယူဆတယ် ပြင်မလားเนาะဆိုတော့ပေါင်59တန်းပေါင်တန်းဟိုယူရိုဟို85တန်းပေါ့ဗျာအဲ့လောက်တော့ရှိမှာပေါ့တန်း60တန်း80လောက်တော့ရှိမှာပေါ့ကျွန်တော်တို့ကျွန်တော်ကတော့အထက်မကျူးပန်းတင်မှုလို့ထင်နေပြသေးလားထပ်ပြီးတော့မကျူးပန်းတင်မှုလို့ကျွန်တော်ထင်သူတို့ပြောသလိုပဲတန်း80နဲ့တော့မှဟိုဂူးတွင်းဂူးပေါင်60ကျော်တွင်းထားလို့တန်း80နဲ့တော့မှလက်မလို့ချင်ဘူးဆိုရင်တော့ကျွန်တော်တခြားကစားမားတွေကိုကျူးပန်းတင်နေပြီနောက်တစ်ခုကျွန်တော်ရှိရဲ့နီးပြ MO ရင်းနဲ့လက်တွဲခဲလို့ဆိုပြီးတော့ကျွန်တော်ခေါ်ပေးစရာမလိုဘူး MO ရင်းရဲ့ system နဲ့မှအန်ဝင်နေတဲ့တိုက်စစ်က ဗီတာဂူဂရက်စ်တယောက်ပဲရှိတာမဟုတ်ဘူးဗျာလက်ရှိဂူဂရက်စ်လုံနိုင်တဲ့ပူလုံနိုင်တဲ့ကစားမားတွေဈေးကွက်ထဲမှာရှိတာပဲဗီတာဂူဂရက်စ်ကစားတယ်လို့ကစားနိုင်တဲ့ကစားမားတွေရှိတာပဲကိုအတင်းရှာရင်ဟုတ်တယ်မလားတော့နီးပြနဲ့လက်တွဲခဲ့မှုတဲ့ကစားမားတိုင်းကိုလိုက်ခေါ်ပေးစရာမလိုဘူးနော်အဲ့ဒီနီးပြကလည်းကိုနဲ့လက်တွဲခဲ့မှုတဲ့ကစားမားနဲ့မှတကယ်အဆင်ပြေမယ်ဆိုရင်အတိတ်ပဲမရှိဘူးဗျာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲနော်နီးပြတယောက်ကကျွန်တော်အနေနဲ့ပေါ့နော်ဟိုသူသွားလီယာအတင်းတိုင်းကိုသူ့ကစားမားကိုခေါ်မှဖြစ်မှာလား ဲ့ဒါမလား MOD နေနဲ့ Geogras ကိုသဘောကျတာနားလည်တယ် Geogras ကတကယ် content performance ကြီးပြထားတာသဘောပေါက်တယ်မက်တန်ကြီးနဲ့ကစားမရဲ့အသက်အရွယ်ကဘလူးမန်အဆင်ပြေမှုဒါတော့မှအာမခံချက်မရှိဘူးဗျာဒါက risk ရှိတဲ့အရာအာမခံချက်ကျွန်တော်မရှိဘူးအသက်ငယ်တဲ့ကစားမတစ်ယောက်ပေါ်မှာ risk ယူတာပြဿနာမရှိဘူးအသက်ကြီးတဲ့ကစားမတစ်ယောက်ပေါ်မှာ risk ယူရဲဆိုအဆင်မပြေတော့ဒါကပြောင်းရွှေ့ကြီးပဲရှိသေးတာပြောင်းရွှေ့ကြီးပဲရှိသေးတာကစားမရဲ့လောက်ခလာတာတွေကျွန်တော်ဘယ်လောက်ပြီးရမလဲအကယ်လို့ Manchester United လို့အသင်းမျိုးမှာ ်အန်တိုနီဆန်တိုးစ်လိုကစားမတစ်ယောက်ကအသင်းမပြောင်းပြီလို့အသင်းမှာဆက်ရှိမယ်။အဲ့ဒီကစားမတစ်ပတ်ကိုနှစ်သိန်းရတယ်။ကျွန်တော်တို့ဗီတာဂူဂရက်စ်ကိုတသိန်းရှစ်တောင်းပဲပေးချင်လို့မရဘူး။ဗီတာဂူဂရက်စ်ကိုနှစ်သိန်းခွဲပဲပေးချင်လို့မရဘူး။ဒီလားကစားမဒမန်လို့မှာပဲ။အာမင်းကြည့်ပါအောင်ကွာ။မေဆန်မောက်နှစ်သိန်းခွဲရတဲ့ဒီကောင်းမင်းအင်ဂျူရီတွေကြီးရနေတာ။ငါတိုက်စစ်မှုကပြီးခဲ့တဲ့ယာယီကတန်း60ကျော်သွင်းအာတန်း60ပါလေ။ဂိုးပေါင်း60ကျော်သွင်းလာတာ။ငါတို့သုံးသိန်းလိုတယ်။သုံးသိန်းခွဲလိုတယ်ဆိုကျွန်တော်တို့ဘယ်လိုလုပ်မလဲ။ အဲ့တော့အသင်းဘက်ကတော့အတိုင်းအတာတစ်ခုဒီကစားမားတွေရဲ့လောက်ခလာတာတွေကိုရှော့ကြခြင်းနဲ့မှန်တယ်ပြီးဝင်လာမဲ့အစ်စ်ကစားမားကဒါကစားမားကိုအပြစ်သွားတယ်လို့မြောက်အစ်စ်ကစားမားကကြည်မှာပဲငါကမင်းတို့အတင်းကို twin goal တွေနဲ့ပတ်တယ်လို့အမှန်ကန်ရောက်လာတယ်ဒါပေမဲ့မင်းတို့မှာကအရန်ကူမှာထိုင်နေရတဲ့ကစားမားတောင်တလောက်ရတာဗျာငါကျတော့မင်းတလောက်နေအချင်းဒီမကောင်းပြောမှာပဲဒီဘက်ခေတ်ကစားမားတွေကကျွန်တော်တို့ပရိသတ်ကြီးကြားထဲမှာနော်ဦးတေရဲ့နီးစိတ်ပိုင်းမရှိတော့ဘူးဆရာသမားတွေနော်မရှိတော့ဘူး အားလုံးကအကူကျူးအတွက်ကြီးပဲလာကြတာပဲဗျာဒါကလည်းအပြစ်သွားမြင်လို့မရဘူးเนาะမေဆန်မော့တို့တပတ်ကို2သိန်းခွဲရတယ်เนาะကျွန်တော်အန်တိုနီဆန်တိုးစ်တို့တပတ်ကို2သိန်းရတယ်ဦးနာနာလို့ဖုံးဖုံးတကူတွေဗျာသိတယ်မလားเนาะဘလို့မှပြိပြိသက်မေတ္တာကိုမရတဲ့ကစားမတွေတပတ်ကိုသိန်းချီရတယ်အဲ့လိုကောင်းနေတော့အဲ့လိုပြီးနေတယ်ဆိုကစားမားတွေဗီတာကျူကရက်စ်ဘက်ကကြည်မှာပဲဟုတ်တယ်မလားဒါကြောင့်ကျွန်တော်တို့အနေနဲ့ပေါ့နော်တပတ်ကို3သိန်း3သိန်းခွဲလောက်ပြီးရမယ်အစားကိုပဲအသက်ကလည်း29ရှိပြီ ကျူရောရဲ့တန်း80လောက်ဒီပေးရမယ်ဆိုတော့အဓိပ္ပာယ်မရှိဘူး။အဲ့ဒီအပြောင်းအရွှေ့ကပေါ့နော်အတိုင်းအတာတကူဒီအသင်းနေနဲ့လုံးဝပေါ့နော်ကျွန်တော်တို့ဒါဟိုတာဂက်ပြောင်းသိနေပေါ့နော်ကျွန်တော်တို့ Vita Gigres လိုမျိုးပဲရထားပါတော့ DID မှာမင်းတန်း60ပါပါ9ပေါင်း60သွင်းညမှာသွင်းထားမှာပဲသူတို့လည်းပဲအသင်းတွေကပေါ့နော်ရေရှည်လာမဲ့၃လနှစ်အရာတွေမကဘူးပြန်ရောင်းမဲ့အခါမှာလည်း value ဖြစ်နိုင်တဲ့ player မျိုးเนาะဒါအပြင်တူးတက်နိုင်စွမ်းလည်းရှိသလိုအသင်းမှာ twin ကိုနေပတ်သလိုဒါဥဆောင် twin နိုင်မဲ့ကစားမမျိုး တို့ကြည့်ပြီးကြိုးပမ်းမှာပဲအခုလောလောဆယ်တော့ဗျာတွေးကြည့်ရင်တော့အဲ့လောက်တော့မရှိဘူးပေါ့လေเนาะကျွန်တော်တို့မှာ injury ခဏခဏရနေတယ်ကျွန်တော် OC man OC man ကလည်းပဲပြောင်းရွှေ့ကြရအဲ့လောက်ပဲလာစားကလည်းအဲ့လောက်ပဲเนาะအသက်ကလည်းတစ်နှစ်အလုံးလုံးกว่าတစ်နှစ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ Jonathan David တို့ဘာလို့ဆိုတော့ကလည်းအလွတ်နဲ့ရတာတော့မှဘယ်အသင်းကမှကျွန်တော်မကြိုးပမ်းဘူးဆိုတော့အသင်းကြီးကတုံးလို့မဟုတ်ဘူးဗျာတိလားအလွတ်နဲ့ရတာတော့မှဘယ်အသင်းကမှခေါ်ဖို့မကြိုးပမ်းဘူးဆိုတော့တုံးလို့မဟုတ်ဘူးသူတို့မှာ data အချက်လက်တွေနဲ့သူတို့ရဲ့ဟွာတွေရှိတယ်။အဲကြောင့်တော်တော်လေးတော့စဉ်းစားတော့ခက်ပါတယ်။တိုက်စစ်မှုကမဖြစ်မနေလိုနေတယ်လက်ရှိပြဿနာကလည်းကိုရီတိုက်စစ်မှာဘသူ့ကိုခေါ်မှာမသိတော့ဇီးကွက်ထဲမှာလည်းတွေးကြည့်ရရင်လေဒီလား။အဲနောက်တစ်ခုရှိတာကတော့အသင်းမှာရောက်လာ ရောက်လာပြီးတော့ဗောနော်ဒီကောင်ရှိအသင်းမှာတကူးမှမသွင်းထားလို့ဆိုပြီးတော့အသင်းမှာရောက်လာပြီးတော့အာဒီကောင်သွင်းမှာမဟုတ်ဘူးဆိုတော့ပုံတရားသတ်မှတ်လို့ကမရပြန်ဘူး။ Orion Igalo လို့လည်းကျွန်တော်ကြည့်ပါလား Oligana Social Letter က အဲသူရှန်ဟိုင်းရလာနော်ရှန်ဟိုင်းရှင်ဟွာလာနော်အဲရနေကျွန်တော်ရောက်လာတာပဲမျောလို့မထားတော့ဒါပေမဲ့လို့ကျွန်တော်တို့ထင်ထားတာတဲ့ပို့ပြီးတော့ဆွမ်းဆောင်ရင်ပြသွားတယ်အက်ဒီဇင်ကမ္ပဏီတို့ကစားမကောင်းတယောက်ဆိုတော့ကျွန်တော်တို့သိထားတာပဲဒါပေမဲ့လို့ပေါ့နော်ဟိုတိုင်ပတ်နေတဲ့ကြောနံပါတ်ခွန်ကိုဒီကောင်ပရိသတ်ဒီဂျင်းနဲ့လောက်ဒီလောက်ပြသွားလိမ့်မယ်လို့ကျွန်တော်တို့မျောလို့မထားတော့ဒါပေမဲ့ဒီကောင်လောက်ပြသွားတာပဲဒီမှာဆိုတော့တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တော်တော်လေးကိုအတင်းဘက်က စဉ်းစားတာတည်တယ်မနော်စဉ်းစားတယ်တော်လေးကြက်ပါတယ်ဘာလေးဆက်ပြီးတော့လုပ်မလဲအတင်းဘက်ကဘာလေးဆက်ဖြစ်မလဲတော့မနော်ဆိုတော့နော်ဆက်တော့စောင့်တော့ကျွန်တော်ကြည့်ရမှာပေါ့လေကိုနိုင် live မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အဲဆိုတော့ဒီနေ့ည breaking news တွေဘာလေးတက်လာရင်တော့လေကျွန်တော်တွေ့ကြတာပေါ့ဆိုတော့အားလုံးကိုကျေးဇူးပါအားလုံးကိုကျေးဇူးပါ